Moni Moni ma Moni ba Coffee cha Da glow wa wa be coffee chan mae le Coffee na ba da nen nen le pya nyin lo no ba lo le so ho chua coffee ta yin lo pai na le wan chou le bo no အဲ့တော့ coffee နဲ့မတည့်တာပေါ့နော်။ဒါကြောင့်ကျွန်တော်ကျတော့ဘာလို့ဆိုတော့အစမစားလဲတောက်တာပဲ coffee ။မော်မော်မော်မတည့်တာမဟုတ်ဘူး။အချင်းမဖြစ်တာ။မပြည့်မဲ့။မပြည့်မဲ့ဒီကွာ။ကျမကြီးကောင်းနေဆိုရင်ဥမာကျမကြီး coffee ကကျွန်တော်ဘာလို့တောက်ဖြစ်တာလဲဆိုတော့အဓိကအသေးအကြောင်းပေါ့။ ကျွန်တော်ပြောမိပြီရှေ့မှာကျွန်တော်ဘယ်ရလဲသဲ6တယ်နောက်ဆုံးသဲကန်ဆန်နဲ့ဆုံးသွားတယ်အဲ့မှာကျွန်တော်လွန်ခဲ့တဲ့10နှစ်ကျော်တည်းကတော့ပွဲတွေတော့တက်တယ်အဲ့ခေတ်ကအမေရိကန်ကိုရောက်တဲ့အချိန်မှာ US skyline နဲ့မှာတော့ထည့်ပြောတယ်နော်အသဲစီဖုံနဲ့သူအသဲမ6ချင်းကြီး coffee 3ခွက်တောက်လို့ပြောထားပြီးသား US skyline မှာအဲ့တော့မြန်မာနိုင်ငံမှာကလူတွေက coffee ဆိုတာကိုတိတ်တောက်တဲ့လေးကမရှိဘူးဟိုမရှိတဲ့ခါကျတော့ကျွန်တော်ကဒါကိုပြောပြတာဟုတ်တယ်မှာပြောကြတဲ့အိပယ်ကကျွန်တော်တို့ကြတော့က coffee ကိုဘယ်လောက်တောက်လဲဆိုတော့ဘယ်ချင်းတောက်တောက်ပြန်ကို၄ခွက်လောက်တောက်တယ် ညတောက်ပြီလဲအိတ်တာပဲဒါအကျင့်ပဲကွာကော်ဖီတောက်လို့ရင်တုံလားဆိုမတုံဘူးဘာမှမစားမနေ့ကမနေ့ကတချို့တွေကလာမေးရလေအဲ့လိုမျိုးဘယ်နှခွက်တောက်ရမလဲအဲ့လိုဆိုတာလဲပြောပြကြတယ်ကိုယောဂနဲ့ကိုခန္ဓာကိုယ်နဲ့ချိန်ရမှာပေါ့နော်ကိုခန္ဓာကိုယ်ကတော့ပေါင်း200ကျော်ဖြစ်တယ်အနည်းဆုံး၄ခွက်တောက်တယ်ဟုတ်ပါပါပါအရက်တောက်တယ်လို့ပေါ့ပါခန္ဓာကိုယ်နဲ့က ဲရှစ်ပက်လည်းရတယ်တပလီလုံးလည်းရတယ်ဟုတ်ရမလားငါတို့ဆိုရင်တပက်လောက်တောက်တာနဲ့မောက်သွားမှာအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုပြောမှာကော်ဖီဆိုတာကမဟုတ်တာနားလည်အောင်ပြောဟိုင်းကွာကျောင်းမှာတောက်တွေတောက်တာမရှိကြဘူးကော်ဖီတလောက်ခါတူးနေတာကျွန်တော်ဆိုခါတူးနေတာဘာမှမဖြစ်လဲဘာမှမပါဘူးလေမနေ့ကမနေ့ကမနေ့ကအဲ့ဟာပဲတောက်ရေတော့ရင်တောက်တယ်ကွာနမအိယာထိုင်ရင်ရင်တောက်ဝမ်းသွားဝမ်းသွားပြီးကော်ဖီတောက်တာပဲကျွန်တော်ဆိုကော်ဖီရင်တောက်တာပဲအဲ့ဒါကိုဆယ်စုနှစ်လောက်ရှိနေပြီအဲ့တော့ဘာဖြစ်လို့ဘာမှမဖြစ်ဘူးနမတက အဲ့လိုလဲအစာရင်လုံးဝကုန်ပြီတာတတတော့အစာရင်သေးကိုအစာရင်သေးတခါမှမတော့ဘူးဘာလို့ဆိုတော့စိတ်ဆင်းရအောင်မနေဘူးစိတ်ချမ်းသာအောင်နေတာအဓိကအဲ့အစာရင်တော့လည်းပြောပြပြီးဒီအရည်တမားတွေကအဲ့ stress များလို့ဖြစ်တာကျွန်တော်ကလက်ရှိမှာပဲနေတာ be the present ပဲအဲ့တော့ဘာပဲပြောပြောဟို coffee ကမကောင်းတာမဟုတ်ကောင်းလို့လူတွေကချို့လူတွေနဲ့မလိုက်တာမကြိုက်တာကျွန်တော်ပဲ coffee တောက်ကြည့်လိုက်ရင်တုံနေနေမကောင်းဆိုရင်အဲ့ဒါအတင်းထဲမှာယောဂါရှိလို့အစာရင်ရှိရင်ရှိမရှိရင်နှလုံးရှိလို့အဲ့အဲ့လိုပြပြပြတာအဲ့တော့ဘာလို့လဲဆိုတော့ ဘယ်သူမှကွာငငယ်တည်းကအရင်မတော့တတ်ဘူးပြောရပဲအရင်ကလည်းကြည့်ယူရတာပဲလေကျွန်တော်ဆက်ဆံရင်ဘယ်တော့တတ်မှာတော့လောက်ခါတူနေတဲ့ဟာကြီးပေါ့နော်ဘီယာဆိုလည်းခါတူနေကော်ဖီဆိုလည်းခါတူနေဘယ်တော့တတ်မှာဒါပေမဲ့ဘီယာတော့တာနဲ့အရင်တော့တာနဲ့ဆိုရင်ကော်ဖီဆိုဆွဲတာပုံမကောင်းလားကော်ဖီဆိုတာပုံမကောင်းဘူးလားမဖြစ်တော့ရင်တုံတာလေးရှိတာပဲအဲ့ဒါလည်းနှစ်ခွက်လောက်သားမယ်လို့တောက်ပေါ့အသေးသမား၃ခွက်တောက်၄ခွက်တောက်အရင်သမား၅ခွက်တောက်လို့ပြော ရက်တော့တယ်နေတန်းတောင်းဒီနေ့ပို့တာ9ခွက်တောင်းကော်ဖီကော်ဖီရတော့ဘယ်နှခွက်တောင်းတောင်းဖြုတ်ပြီးရနော်အဲ့ဒါရချစ်မပါပါဘူးဖြူဝဲနေလို့အဲ့အကြောင်းမလို့မဟုတ်ဘူးစီကန်သွားရဆိုရင်ကော်ဖီနှခွက်တောင်းတယ်စီကန်ထိုင်စီကန်မှာလည်းတောင်းတယ်နှခွက်တောင်းတယ်ဒါနေ့လည်းရမယ်ဆိုရင်နောက်တော့ထက်ချရဆိုရင်ကျွန်တော်၄ခွက်ပြီးရင်ကော်ဖီကဘယ်ချိန်တောင်းတောင်းရတယ်ဒါပေမဲ့ခုနပြောလို့ညနေပိုင်းတော့မတောင်းနဲ့ဘူးကွာကျွန်တော်ကျတော့အဲ့လိုမဟုတ်ညအိမ်အောင်လည်းကော်ဖီတောင်းပြီးမှခါတူတာတောင်းပြီးမှအိတ်တာ ဟိုမောစမ်းတက်ရမှာတည်လားဟိုတနေ့ကသူများလက်ဆောင်ပေးလိုက်တာလေခရမာတွေလည်းပါတယ်တကြားနည်းနည်းပါတယ်လေအဲ့ဒါရန်ကုန်စည်းကမ်းမှာဖြောတောက်လိုက်တုန်းကအဲ့လိုမျိုးပြို့ရဲ့ပြို့ရဲ့အနေနဲ့အန်ကျင်နေပေါ့နော်အဖက်တော်မင်းတောက်နေပေါ့တော့ဒါကျွန်တော်ဆိုဒါဆိုအမှုံကတော့မတောက်ဘူးပေါ့ကော်ဖီကစိန်ကနှက်ထားလေဒီခေါ်တဲ့နှက်ထားတယ်ကွာနှက်ထားပြီးတောက်တယ်အမှုံကတော့မတောက်ဘူးပေါ့ဒီနေ့များတော့အမှုံကတော့မတည့်ဘူးပေါ့ကွာအဲ့တော့ကျွန်တော်ပြောပြရတာကကျွန်တော်ယောဂသမိုင်းတည်းပြောတာနော်ဟိုအသေးစီဝင်အသေးကားမယ်တော့အသေးစိတ်တက်လက်နေနေကျွန်တော်တောက်တာ အဲ့တော့ say ဆိုတဲ့ cipher တော့ရှိတယ်မှတ်ထားလိုက်တော့ say ဆိုရင် cipher ရှိတယ်အမှ paracetamol တောင်းရင်တော့အစာစားပြီးမှတောင်းရတယ်အဲ့လိုသဘောပဲဒီ coffee ဆိုလည်းအစာစားပြီးမှတောင်းကျွန်တော်ကြတော့ဒါအကျင့်ဖြစ်နေတာကျင့်ထားတာဒါကိုကျင့်ထားတာအဲ့ coffee ကိုအဲ့ဆယ်စုနဲ့မကအောင်15နှစ်လောက်ကျင့်ထားတာ coffee ဆက်ဆက်တောက်ပြီးတော့ဆက်ဆက်တောက်တဲ့လူကတော့ကြက်ဥပြုံးနေတယ် စားပြီးတော့ဒါဆိုရင် coffee မတောင်းရင်စိတ်တုံနေတယ်မလား coffee တောင်းလိုက်မှစိတ်ပြီးငြိမ်သွားဒါလည်းဆွဲလန်းညင်တဗျူပဲကိုယ်ဆွဲလန်းနေစားပြောမိပြီ coffee ကဆွဲတယ်ဆွဲလန်းညင်ဆွဲမှာအဲဆွဲလုံကိုကွာ coffee ကိုကြိုက်တာဘာလို့ဆိုတော့ကျန်းတဲ့မူရင်းစင်ကဆွဲမယ်ကျန်းတဲ့အရက်ပြာဆွဲတာလေ coffee ဆွဲတာကမှတော်သေးတယ်ဆွဲကွာแต่บางทีอ่ะเดี๋ยวกูจะรอเลี้ยงแบบปกติตอดเลยเลี้ยงแบบปกติกินเลยแต่แม้เนี่ยตอดเนี่ยนี่ดีๆกาแฟใส่ก็เปล่าอ่ะอีนาลีเว้ยอ่ะอีนาดาเราก็นาลีมา ကူပေါက်ကြီးကူပေါက်ကြီးဟာကော်ဖီဆိုင်ပြောရင်လည်းကော်ဖီဆိုင်ကော်ဖီဆိုင်ကော်ဖီဆိုင်ကျပါကျပါအဲဘယ်လိုကြမ်းလဲအဲနေပါဟာဒီလိုဒီလိုဒီလိုအဲကျွန်တော်ဒီနားထဲမှာနေရလေအဲအဲ့လိုမျိုးပြောပြတာကော်ဖီကာချာကမြန်မာနိုင်ငံမှာခုမှဟိုမှဖြစ်ကြတာပေါ့ဘယ်လိုပြောမလို့မသိကြသေးတာပေါ့နော်ဒါကျွန်တော်ပြောပြတာကျွန်တော်ကတော့အစိမ်းရင်မှလည်းပြောကြိုက်ရင်မကြိုက်ရင်မကြိုက်ဘူးလေကျွန်တော်ပြောတဲ့အချိန်မှာအနည်းဆုံး900ဆန်ကတော့မှန်ရင်ကျွန်တော်ပြောရကျွန်တော်နေပြီ လူတိုင်းကတော့ကြိုက်မှာမဟုတ်ချင်းချက်ဆိုတော့ရှိတယ်။ကော်ဖီမတည့်တဲ့သူရှိတယ်။ဆိုင်ရမှာမရှိပါဘူး။၃ယောက်လောက်တော့ရှိမှာပဲ။ဒါမှမဟုတ် तू အဲ तू ချားနေကျမကြီးကောင်းနေပေါ့